င်မသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာသတင်းချန်နယ်မှာဒီကနေ့မတ်လ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အေးတခိုင်းနေတဲ့နိုင်ရီကန်ဘျူဟာစကမ်းမှာဘျူဟာမှုပါဝင်အရာရှိတချို့သုံးခွာထွက်ပြေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်အာရခတ်တတော်အေးဦးဆောင်တခိုင်းနေတဲ့ ရခိုင်ပြည်အန်းနဲ့မကွေးတိုင်းအဆက်အံပရန်လမ်းမောမှာရှိတဲ့နေကံပြိုဟာစကားမှာပြိုဟာမဟုတ်ပါဝင်အရာရှိတချို့စုပ်ခွာထွက်ပြေးနေတယ်လို့သတင်းရရှိပါတယ်။နေကံလေချောင်းရံကာကွယ်ရေးပြိုဟာစကားမှာပြိုဟာမဟုတ်ပါဝင်အရာရှိစကြောင်းတချို့ဟာနေကံလေချောင်းရံကာကွယ်ရေးပြိုဟာစကားမှာပြိုဟာမဟုတ်ပါဝင်အရာရှိစကြောင်းတချို့ဟာယမန်နဲ့မရှလာ၁၇ရက်နေ့မှာနောက်ဆုတ်ထွက်ပြေးသွားတယ်လို့ဒေသခံစီရဲ့သတင်းရင်းမြစ်မျိုးသားတဦးကဆိုပါတယ်။တိုက်ပွဲကမဟန်လို့ထင်တယ်။နေကံမှာအရှိကုန်းနောက်ကုန်းရှိတယ်။အဲ့ဒီကုန်းတွေကပြိုဟာမဟုတ်တဲ့အပါဝင် အရာရှိစက်တီတချို့တန်းနောက်ဆုံးနေတာရှိတယ်။စက်ကိုစကြောင်းတွေကလည်းမရောနိုင်ဘူးဆိုတော့လေလို့ပြောဆိုပါတယ်။နေရီကံဖြူဟာစကန်းတို့အားဖြည့်ရန်တက်လာတဲ့မကွေးဘက်မှစကြောင်းတချို့ကလည်းဗရန်မျိုးနဲ့15မိုင်ကွာဇုံကုန်းအမြောက်တက်အနီးရှိစူပရောင်ကျေးဝါအနီးမှာယမန်နေ့ကရိုးချင်းကောက်ဝေးတက်တဲ့ဒေါ်လိုင်းတပွဲများရဲ့ဂျာပြတ်တက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲတွင်လက်နက်ခဲယံတချို့နဲ့စခေါင်းစီတတာတချို့ကိုဖမ်းဆီးရမိထားကြောင်းမြေပြင်ဒေသခံစီရေးတရင်ရင်းမြေတအူကဆိုပါတယ်။စကားစားပကဒေါ်လန်တွေကနေစကြောင်းထိုးတာတွေရှိတယ်။ မနေ့ကသူတို့စစ်ကြောင်းကဂျားပြတ်တက်ခိုက်ခံရတယ်။စကောင်းစီတပုတ်ဝင်တချို့ကိုဖမ်းမိထားတယ်။လက်နဲ့လဲပါတာပေါ်လို့ပြောဆိုပါတယ်။ထို့သောတိုက်ခိုက်ခံရပြီးတဲ့နောက်ယမန်နေ့မတ်လ12ရက်နေ့မှာဗရန်မြို့ဗရန်လန်းစုံများမှာဆစ်ဆေးချမ်းနေတယ်လို့ဒေသခံများထံကသိရပါတယ်။နေ့ကစကန်တိုင်းတိုက်ပွဲကိုစကောင်းစီဘက်မှအင်းအားရာနေချီစစ်ကူပို့တော်လည်းမရောက်နိုင်ပဲဒေါ်လိန်တပွဲများရဲ့ဂျာပြတ်တက်ခတ်ခြင်းကိုခံနေရခြင်းဖြစ်ပါတယ်။နိုင်ရံလေးချောင်းရံကဝေးပြူဟာတောင်ကုန်းအောက်မှာအေးပါတဲ့စကောင်းစီရဲ့တောင်ကုန်းတချို့ကိုလည်း ေးကပြီးခဲ့တဲ့ရက်ပိုင်းမှာတင်ပိုက်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တမန်တက်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒဝဲစင်မန်ဂိန်းကိုရုရှားလက်ထက်အရန်တို့ကမြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဒူးစစ်ပွားရေးဆောင် SAP ကိုဖျက်သိမ်းရန်ဒူးစစ်ကောင်ဆောင်စိုးဝင်ညွန်ကြားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။တနင်္လာနေ့တိုင်းဒဝဲဒူးစစ်ပွားရေးဆောင်စင်မန်ဂိန်းကိုရုရှားလက်ထက်အရန်တို့ကမြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အဒူးစစ်ပွားရေးဆောင် SPP ကိုဖျက်သိမ်းရေးညှိနှိုင်းဆုံးနွေးရန်ဒူးစစ်ကောင်ဆောင်စိုးဝင်ကညွန်ကြားလိုက်ပါတယ်။ယမန်နေ့နေပြီးတော့မှပြုလုပ်တဲ့ မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဘုတ်စီဝေးမှာဒူးစိတ်ကောင်းဆောင်စိုးဝင်းကထုတ်ခဲ့သူညွှန်ကြားလာခြင်းဖြစ်ပါတယ်။ဒဝဲဒူးစီးပွားရေးဆောင်အနေနဲ့ SPP ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးမြန်မာတိုင်းချက်ပံဒုံနိုင်ငံညီနိုင်ဆွေးနွေးပြီးတော့ပြည်ပြောင်းဆောင်ရွက်ကြရန်လိုကြောင်းဒဝဲစီမံကိန်းမှာရခိုင်ရင်းနှီးမြှုပ်နှံခဲ့တဲ့အီတာလီယံတိုင်းဆောင်ရွက်တဲ့ကိစ္စများပြီးမြောက်သွားပြီမဲ့လေ။ဥပဒေအကြောင်းအရဆက်လက်ရှင်းလင်းဆောင်ရွက်ရမယ့်ကိစ္စများကိုအစဉ်ပြေချုံမွေးစွာနဲ့သဆိုင်ရာဥပဒေပညာရှင်များဖြင့်လုံထုံးလုံးနေများနဲ့အညီဆောင်ရွက်သွားရန်ရည်ကြီးကြောင်းထို့သို့ဆောင်ရွက်ရမှာလာရောက်ရင်းနှီးမြှုပ်နှံသူအပါအဝင် တုံးတုံးပလဲဝင်းဝင်းဆက်ဂျူရေရှင်းဖြစ်ဆောင်ရွက်သွားကြရန်စိုးဝင်းကပြောဆိုပါတယ်။မယောင်းလိုင်းရဲ့ရုရှားကိစ္စတွင်တဝဲထူးဆူးပွားရေးစုံနဲ့ပတ်သက်လို့အခွင့်အလမ်းများများစွာပေါ်ဆောင်နိုင်ခဲ့တဲ့တော့မကြာမီအရှင်ဟုံးနဲ့အောင်မြင်ဖြစ်ထွန်းတော်မှာဖြစ်ကြောင်း။ဒါကြောင့်ယခုချိန်ကပင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့လာရောက်ရင်းနှီးမြှုပ်နှံမဲ့သူများစိတ်ချမ်းသာစွာနဲ့လုပ်ငန်းများအဆင်ပြေချုံးမွေလင်းမဲ့စွာဆောင်ရွက်နိုင်ရန်သဆိုင်ရာတော်ဝင်ရှိသူများကဆောင်ရွက်ထားကြရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကအမိန်ပေးပါတယ်။တဝဲထူးဆူးပွားရေးစုံကို2019ခုနှစ်ကတည်းကအကောင့်ထဲပေါ်ခဲ့ခြင်းဖြစ်ပြီး ိတာထင်ရှားတဲ့ဒုတ်တမှုများမရှိခဲ့တာကြောင့်ယင်းနေ့တိဆောက်သူအီတာလီယန်ထိုင်းကုမ္ပဏီရဲ့လုံပန့်ခွင့်ကို2019နှစ်ဒီဇင်ဘာလ30ရက်နေ့မှာရပ်ဆိုင်းထားခဲ့ပါတယ်။ဒဝဲဒုစီပွားရေးဆောင်ကနဦးစင်စီမံကိန်းလုပ်ငန်းကိုဦးတို့ကဒိုင်းအီတာလီယန်ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်များအလုံးကို2020ပြည့်နှစ်ဒီဇင်ဘာလ30ရက်နေ့မှာရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။အီတာလီယန်ထိုင်းကုမ္ပဏီအနေနဲ့ဒဝဲဒုစီပွားရေးဆောင်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရမှာအထက်ကအားနည်းမှုကြောင့်စီမံကိန်းလုပ်ခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းအီတာလီယန်ထိုင်းကုမ္ပဏီကစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အချင်းချင်းနောင်နေကြံ့ကြခြင်းစာချုပ်ပါဗန္နာရေးဆိုင်ရာတာဝန်များဖြည့်ဆည်းရန်ပြက်ကွက်ခြင်းစီမံကိန်းဆောင်ရွက်ရန်ဗန္နာငွေထောက်ထားမတင်ပြနိုင်ခြင်းကော်မတီအနေနဲ့ရင်းနှီးတည်ဆောက်ခွင့်ရရှိသူများရဲ့ဆွမ်းဆောင်ရည်များပေါ်ယုံကြည်မှုတွေပျောက်ဆုံးခဲ့ရတယ်လို့ဒဝဲဒူစီပွားရေးဆောင်စီမံကံကွယ်မှုကော်မတီကတင်ထုတ်ပြန်ခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့လူလူခေါင်းဆောင်ဒေါ်စာစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းတို့ကဒါငယ်ကိုတင်လေးအမေရိကန်တို့ရောက်ရှိတယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။ စကောင်းစီကမတရားဖန်ဆီးထားတဲ့လူလူခေါင်းဆောင်ဒေါ်ဆန်စုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ကမ်းပိန်းတော့ဒါငယ်ကိုထိန်လင်းအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့သို့ရောက်ရှိလာကြောင်းသိရပါတယ်။ဒေါ်ဆန်စုကြည်ရဲ့ဒါငယ်ကင်အဲရစ်လို့ခေါ်တဲ့ကိုထိန်လင်းကဇူ80ဘတ်ဒေးကမ်ပိန်းတို့အမေရိကန်ရောက်မြန်မာပြည်သူများနဲ့တွဲဆုံပွဲများသို့တက်ရောက်ရန်ရောက်ရှိလာခြင်းဖြစ်ပြီးကိုထိန်လင်းကိုနယူးယောက်လေဆိပ်မှာမြန်မာပြည်သူများကကြိုးဆိုနှုတ်ဆက်ခဲ့ကြတယ်လို့သိရပါတယ်။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်စုကြည်ရဲ့ဒါငယ်ကိုထိန်လင်းခေါ်ကင်အမေရိကမြန်မာနိုင်ငံမှာပုံမှန်ဆိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲနဲ့ နိုင်ငံရေးချက်တဲများတို့နိုင်ငံတကာမှအရေးတကြီးလှုံ့ဆော်ရန်လိုအပ်နေသည့်များကိုတိုက်တွန်းတောင်းဆိုရန်အမေရိကန်နိုင်ငံတော်မှရှိတဲ့မျိုးရှင်မျိုးတို့တွားရောက်မှဖြစ်တယ်လို့သိရပါတယ်။ခိုထိန်လင်းကအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတန်ဝါရှင်တန်ဒီစီဖော့ဒ်ဝေးလော်အိန်ဂျလိစ်ဆန်ဖရန်စစ္စကိုဆီရိုနာနဲ့အော်စတင်တို့မှပြည်ပရောက်မြန်မာနယ်ပေါ်များဒီမိုကရေစီထောက်ခံသူများနဲ့တွေ့ဆုံမှဖြစ်ပြီးတော့နိုင်ငံတကာရဲ့ထောက်ခံအားပေးမှုရရှိစေရန်နဲ့အမေရိကန်နိုင်ငံမှပုံမှန်ထိရောက်တဲ့လုံဆောင်ချက်များလုံဆောင်စေရန်တိုက်တွန်းတောင်းဆိုတော်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါပြင်ကိုထိန်လင်းရဲ့ခရီးစဉ်အဓိကရည်ဝဲချမ်းနေနဲ့ဒေါ်ဆောင်သူကြည်နဲ့နိုင်ငံရေးချင်းသားများအားလုံးလုံမြောက်ရေးအတွက်တိုက်တွန်းတောင်းဆိုရန်စကောင်းစီဘော်ကိုပုံမှုပြင်းထန်တဲ့ရေးရုံမှုတွေပြုလုပ်ရေးအမေရိကန်နဲ့ကမ္ဘာလုံးဆိုင်ရာမဟာမိတ်များအနေနဲ့စေကောင်းဆောင်များနဲ့၎င်းတို့ရဲ့ဗန္ဒာယီကွန်ရံများပေါ်ဖြစ်မှတ်ထားပိတ်ဆို့ရေးရုံမှုများဆက်လက်ချက်ထွင်ရန်ဆေးဥစုကလက်နက်ရောင်းချမှုနဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများကိုရပ်တန့်ရန်တရုတ်နဲ့အင်ဒီချင်းနိုင်ငံများအပြားပေးရန်လိုပါဝင်တယ်လို့သိရပါတယ်ဒါကကျွန်တော်မိမိတယောက်တည်းတော့မဟုတ်ပါဘူးဒါဆေးဥစုရဲ့ရက်ဆက်ချမ်းချုံမှုအောက်မှာ ဒဏ်နဲ့ချီတဲ့ပြည်သူတွေခံစားကြရတဲ့အကြောင်းပါဓမ္မတော်ကိုထောက်ခံတဲ့သူတွေကိုတာဝန်ခံယူခိုင်းနိုင်ပြီးအကြံပန်းမှုတွေရတန်းဖို့လှုံ့ဆော်ချက်ဆက်စစ်တွေရဖို့တောင်းဆိုရပါမယ်မိမိတို့ကကျွန်တော်တို့လုံနိုင်ပါတယ်မြန်မာနိုင်ငံတို့ကကျွန်တော်တို့လုံရပါမယ်လို့ကိုတိန်လင်းကတရင်ထုတ်ပြန်ကြေညာချက်မှာပြောဆိုထားပါတယ်လက်ရှိတော့စံသူကြီးကိုမြန်မာစကောင်းစစ်ကလင်းနေကြောကြလုံးဝတည်တံ့အထီးချမ်းစွာချုံနှောင်ထားခဲ့ပြီးဇေဝကူတာခွင့်ရမရဒီပြိုးနိုင်ခြင်းမရှိသလိုမိသားစုနဲ့လည်းဆက်သွယ်များပဲရှိနေကြောင်းအသက်၈၀ရှိနေပြီဖြစ်တဲ့တော့စာစုကြည့်ရဲ့အခြေအနေကိုမသိနိုင်မဲ့ ဘေကင်းလုံးချုပ်ရင်းနဲ့ကျမရေးတို့ကစိုးရိမ်နေရတဲ့အခြေအနေဖြစ်ကြောင်းသိရပါတယ်။ဒါပြင်တစ်ချိန်တည်းမှာစတက်ကရာသားများကိုလေချောင်းတိုက်ခိုက်လို့ချင်းအစိုးလိုက်ပြုံလိုက်တစ်ဖက်ချင်းနဲ့ဒါမောင်များစွာသောပြည်သူများနေရဆုံးခွာထွက်ပြေးနေရစေချင်းစားတဲ့နေလမ်းများနဲ့ပြည်သူများပေါ်ရက်ဆက်ကြံကြုတ်တဲ့စပွဲကိုဆက်လက်ဆင်နွှဲနေခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တုံညာပြင်းစားတင်ခဲ့ရတဲ့တော်လန်ရေးလင်းနေကြော်ကြာမြင့်လာချင်းနိုင်ငံရဲ့နေမင်း50ရက်ခန့်လုံးကိုထိန်းချုပ်နိုင်တော့လေထောက်ကန်အားပေးမှုနဲ့ချမ်းချမ်းခံမှုလိုအပ်နေစေလို့ ်တမ်းမချီဦးကျော်မိုးထွန်းပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ဆဲယနာတဲမှုကြောင့်ဒုံညာနဲ့စတင်ခဲ့ရတဲ့ဒေါ်လန်ရင်းမှ၄နှစ်ကျော်ကြာမြင့်လာချိန်နိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်တော့လဲ။ထောက်ခံအားပေးမှုနဲ့ကြမ်းကြမ်းခတ်မှုလိုအပ်နေဆဲဖြစ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြန်မာကိုယ်စားလှယ်တမ်းမချီဦးကျော်မိုးထွန်းကပြောဆိုပါတယ်။မချလာ၆ရက်နေ့မှာအေရှာဆွတ်ဆွတ်တီကကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့ခွင်လန်းများဆုံးနေပွဲမှာ၎င်းကတိုးကဲသူပြောဆိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံတကာအသံဝင်ကနေကူညီများကြီးလိုအပ်ပါတယ်။ ျွန်တော်တို့ပြည်သူတွေကချမ်းချမ်းခံပြီးဂျမ်ဘက်ဆဲဟုစုကိုတွန်းလှန်နေပါတယ်။ပြည်သူတွေရဲ့ချမ်းချမ်းခံတွန်းလှန်မှုတွေကြောင့်ကျွန်တော်တို့အနိုင်ရနေပြီးအဂျမ်ဘက်ဆဲဟုစုကကြာရှုံးနေတယ်ဆိုတာကိုကျွန်တော်အသေးစားပြောနိုင်ပါတယ်။ကျွန်တော်တို့ဒေါ်လာကြီးကတုံညာကနေစားခဲ့တဲ့ဒေါ်လာကြီးဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ဒေါ်လာကြီးလက်နက်ကင်ဖွဲ့များနဲ့ဒိုင်းနာဒေါ်လာကြီးလက်နက်ကင်ဖွဲ့တွေကနေမြေ50ခန့်လုံးကျော်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်လို့မြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးချော်မိုးထွန်းကဆိုပါတယ်။ဒါပြင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးချော်မိုးထွန်းကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေ နိုင်ငံတကာခန်းကဏ္ဍအာဆီယံခန်းကဏ္ဍစားတဲ့အကြောင်းအရာများကိုစုံလင်ပြောကြားခဲ့ပြီးမြန်မာပြည်သူများမြန်မာနိုင်ငံမိတ်ဆွေများကိုတော်လှန်ရေးမှာဆက်လက်ပါဝင်ထောက်ခံပေးကြရန်အတွက်လည်းတောင်းဆိုပါတယ်ကျွန်တော်တို့တော်လှန်ရေးကပြည်သူကိုပို့ဖို့ပြုတဲ့ပြည်သူကိုဦးတည်ထားတဲ့တော်လှန်ရေးဖြစ်ပါတယ်ဒီတော်လှန်ရေးမှာလူငယ်တွေရဲ့ပါဝင်မှုဒါတွေပြင်ဆိုရှယ်မီဒီယာနေပညာအများရဲ့အထောက်ပံ့နေကြောင်းတော်လှန်ရေးကိုပို့ပြီးတော့ရှေ့ရောက်စေခဲ့တာပါဒါတွေကြောင့်ပဲကျွန်တော်တို့ဒီနေ့လိုစုံလင်ပြောဆိုဝင်ရတာပါမြန်မာပြည်တွင်းမှာရှိနေတဲ့ပြည်သူများမြန်မာပြည်ပြင်ပမှာရှိနေတဲ့ပြည်သူများ အထူးသဖြင့်လူငယ်အများနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေများကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။လေးနှစ်တာကာလတွင်တို့တို့ရဲ့ချမ်းချက်ခံဒွန်းလန့်မှုတွေကြောင့်ကျွန်တော်တို့တော်လန်ရေးကအောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီခွင့်ရေးရတော့မှတို့တို့အားလုံးကိုကျေးဇူးတင်နေပါတယ်။အားလုံးရဲ့ပါဝင်မှုချမ်းချက်ခံမှုများကိုကျေးဇူးတင်ပါတယ်။အားလုံးရဲ့ပါဝင်မှုထောက်ခံမှုချမ်းချက်ခံမှုများကိုဆက်လက်လိုဝင်နေပါတည်။ဒါကြောင့်ဗဲနီလန်းများနဲ့မဆိုကျွန်တော်တို့မြန်မာပြည်သူတွေအတွက်ကျွန်တော်တို့မြန်မာပြည်ဒေါ်လာရေးတွေဆက်လက်ပါဝင်ပေးကြပါထောက်ခံပေးကြပါ အတူတကွဒွန်းလိုက်ရင်ကျွန်တော်တို့အနိုင်ရမှာတေးကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးချော်မိုးထွန်းကပြောပါတယ်။အဆိုပါဆွေးနွေးပွဲသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးချော်မိုးထွန်းမြို့သားညီညွတ်ရေးအစိုးရဂျာကာလာဘိုးဘန်အထူးချမ်းပေပို့ကိုဗမောက်ခရှောင်းတာနေတို့တက်ရောက်ဆွေးနွေးခဲ့ကြပြီးအမေရိကန်တန်ယုံရာရှိချုပ်ဟောင်းကအွန်လိုင်းမှာတစ်ဆင့်ပါဝင်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒူတာဒေးကိုနိုင်ငံတကာရာဇဝဲကုန်ရုံရှိရာဟိတ်မြို့ကိုပို့ဆောင်လိုက်ပြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုနိုင်ငံတကာယာစွဲခုံရုံး ICC ရဲ့ဌာနချုပ်ရှိရာနယ်သာလန်နိုင်ငံဟိတ်မြို့ကိုပို့ဆောင်မဲ့လေရင်ဟာဒီကနေ့ည7:00နာရီ3မိနစ်မှာထွက်ခွာသွားပြီဖြစ်ပါတယ်။ဟောင်ကောင်နိုင်ငံကပြန်မတ်လ7ရက်နေ့ကဒူတာတေးဟာဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာရှိတဲ့နိုင်ငံတကာလေဆိပ်ကိုရောက်မှာအင်တာပိုကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးခံရပြီးနေချင်းမှာပဲဒီအရင်းဆိုင်ပုံနိုင်ငံတကာဒေယုံစီကိုစင်းလုံးငါးလေးရင်နဲ့ခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။ဒူရာဒေးက2019ခုနှစ်တုန်းကဖိလစ်ပိုင်ကတမတာဖြစ်လာချိန်မှာ မွေးရမောင်ကိုခိုင်းနေမွေးရစေဝါဒုံဆွဲသူတွေကိုစစ်ကြညာတယ်လို့ကြုံဝါရင်နဲ့ရက်ဆက်ချမ်းမ်းနဲ့ထင်းကိုအားနေတဲ့နီလန်းနေနဲ့ပြင်းပြင်းထန်ထန်ဖြုတ်ခွင်းခဲ့ပါတယ်ဒူတာတွေဆိုးရလက်ထက်မွေးရနေနေရဲ့ဆက်စင်ရေးတွေတွင်ဒေဆုံးသူဦးရင်နဲ့ပတ်သက်လို့ခံမှန်းချက်တွေကမတူညီပေမဲ့တောင်းနှစ်ထောင်နဲ့သုံးထောင်ချားလောက်ရှိမယ်လို့ယုံကြည်ရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ Delta Store Share များထိုးချနေတာကြောင့်ဒေါ်နယ်ထွန်းကတယ်စာကားကိုဝယ်ယူပြီးအင်ဂျူရောမှာအီလော့မတ်စတိုရဲ့ရောင်းမြင့်တင်ရေလုပ်ပြတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ မေရိကန်လျှက်စစ်ကားကုမ္ပဏီတက်စလာရဲ့ရှယ်ယာတန်ဖိုးများထိုးချနေတာကြောင့်ဓမ္မရဒေါ်နယ်ထရန့်ကတက်စလာကားတစ်စီးကိုဝယ်ယူလိုက်ပြီးအိမ်မြူရောရဲ့ရှေ့မှာကားကုမ္ပဏီပိုင်ဆိုင်လဲဖြစ်ပြီးတော့၎င်းရဲ့အချံပေးဖြစ်သူအီလွန်မတ်စတောရဲ့ရောင်းမြစ်တင်ရေးလုပ်ပြခဲ့ပါတယ်။ကားမမောင်းတာကြားနေပြီဖြစ်လို့ငါကားမောင်းခွင့်မရှိဘူး။ဒါပေမဲ့ဒီကားကိုအိမ်မြူရောမှာထားပြီးတော့ငါဝင်နန်းနေလို့ရသုံးခွင့်ပြုမှာပါလို့ဒေါ်နယ်ထရန့်ကအင်္ဂါနေ့နေ့လယ်ခင်းမှာတက်စလာအနီးရောင်ကားတစ်စီးရှေ့အီလွန်မတ်စနဲ့တူရှင်းရပြီးတော့သတင်းတောက်များကိုပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရန့်ဝယ်ယူခဲ့တဲ့ကားဟာတက်စလာ Model S အမျိုးသားဖြစ်ပြီး ဗျမ်းမြဒေါ်လာ10000ခန့်ချတဲ့ကားလေးဖြစ်ပါတယ်။ဒါပြင်အစိုးရအခြေခံများမှမိသားစုဝင်များမိတ်ဆွေများနဲ့ဆက်စပ်တဲ့လုပ်ငန်းများကိုထောက်ခံပေးခြင်း၊ဂျော်ညာပေးခြင်းကိုဆင်လာအပြင်ရှောင်ရှားရပေမဲ့ဒေါ်နဲ့ထွန်းထွက်တော်ထိုးအစင်လာစင်းမြဲများကို၎င်းရဲ့ထုံးစံတိုင်ဂရုမစိုက်ခဲ့ပါဘူး။ဒေသရဲ့ရှေးရတံပိုးဟာလုံခဲ့တဲ့တနင်္လာနေ့တနေ့ထဲမှာ15ရာခိုင်နှုန်းထိုးချခဲ့ပြီးအီလိုမက်ဆယ်ငွေကြေးပိုင်းဆိုင်မှုဟာယမန်ဒီတနေ့ထဲမှာဒေါ်လာ29ဘီလီယံဆုံးရှုံးခဲ့ပါတယ်။လက်ရှိမှာအီလိုမက်ဆာရခင် Twitter ယခု X နာမည်ပြောင်းလူမှုကွန်ရက်ကုမ္ပဏီအာဂါသားတို့ဂျိုရိုးလွတ်တင်ရေးကုမ္ပဏီ SpaceX နဲ့ ်ငွေတူ AI ကုမ္ပဏီဖြစ်တဲ့ XAI တို့ကိုပိုင်ဆိုင်ထားပါတယ်။ဒေါ်နယ်ထရန့်တန်မဲဆွဲပေးခြင်းနဲ့ဆိုရဝန်ထမ်းများကိုအလုပ်ဖြုတ်ပြခြင်းတို့ကြောင့် Elon Musk ရဲ့ကားကုမ္ပဏီကိုအမေရိကန်တလဝဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီးဥရောပမှာလည်း Elon Musk ရဲ့လက်ရဆောင်ရောက်ပါတီများကိုထောက်ခံအားပေးမှုကြောင့်ဒေသကားများအယောင်ထိုးကြကကားရောင်းပြကန်တချို့ယခုရပိုင်းတွင်တိုက်ခိုက်ခံခဲ့ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကတော့ရုရှားဆိုရနဲ့စကောင်းစီပြုလုပ်တဲ့သဘောတူညီချက်တွေကိုနာကမှာအာမခနိုင်မှာမဟုတ်ကြောင်းရုရှားဆိုရစီအန်ယူဂျီစာပေးဖို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရုရှားဆိုးရနဲ့စကောင်းစီပြုလုပ်ခဲ့တဲ့သဘောတူညီချက်တွေကိုအနာဂတ်မှာအာမခနိုင်မှာမဟုတ်ကြောင်းရုရှားဆိုးရစီအန်ယူဂျီကစာပေးပို့ခဲ့တယ်လို့အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကယခုလအတွင်းဖြေကြားခဲ့ပါတယ်။အဒီကကတော့နောက်ဆုံးခီးစဉ်ပြီးသွားတဲ့ချိန်ကိုကျမတို့အစာဆုံးတေချာလေးစောင့်ကြည့်တယ်။ချိုးဆိုထားတဲ့စာချုပ်တွေဆွေးနွေးတဲ့ဆွေးနွေးချက်တွေရဲ့အတိတ်နဲ့တွေပေါ့နော်။ဘလောက်ထိဖြစ်နိုင်ချေရှိမလဲ။ဘလောက်ထိဖြစ်နိုင်ချေရှိလဲမရှိဘူးလဲဆိုတဲ့သုံးသပ်ချက်တွေပါဝင်ပေါ့လေ။ကျမတို့နိနိကက်ကဒီခီးစဉ်ကိုစောင့်ကြည့်လေးလာပြီးတော့မှစာရေးတာပေးပို့ခဲ့တာဖြစ်တယ်။ အဓိကစာထဲမှာကတော့ကျမတို့ကဒီဆိုရေးမကင်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရယ်နောက်ပြီးတော့အထူးသဖြင့်တော့ဒီရုရှားဆိုးရွားနဲ့စကောင်းစီတို့ပြုလုပ်ခဲ့တဲ့ဒီဘောတုံးကြီးချက်တွေနဲ့ပတ်သက်လို့ကတော့လာမယ့်အနာဂတ်မှာအာမခံနိုင်မှာမဟုတ်ဘူးလူတို့ဆိုးရွားလက်ထက်မှာပေါ့နော်ဆိုတဲ့ကိစ္စမျိုးတွေကိုကျမတို့အဓိကထားပြီးတော့ highlight လုပ်တယ်လို့ဒေါ်စင်မောင်ကပြောကြပါတယ်မချခင်ကအာဂျင်တီးနားနိုင်ငံတရားရုံးရဲ့ဖန်ဝင်ရန်ထုတ်ကန်ထားရတဲ့မင်းအောင်လိုင်ဟာရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးတော့နှစ်နိုင်ငံသဘောတူစာချုပ်များလည်းချုပ်ဆိုခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတင်နားဆင်ကြတဲ့တရင်ပြည်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်ပြပါတရင် ဒေါ်လာရေးဘက်တော်သားများရဲ့တရေများနဲ့တူပြန်လာကြပါမယ်။အားလုံးပဲကိုစိတ်နှပြအောင်လှမ်းချမိကြပါစေခင်ဗျာ။